တင်ပြပေးတဲ့များအလုံးမဲမင်္ဂလာပါရှင်ကျမတို့ရဲ့သတင်း channel တွေကနေပြီးတော့ဒီကနေ့ April 6ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်။သတင်းတင်ဆက်မှုလေးမစတင်မီကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနာဆင်ပေးဖို့မြစ်တရခန့်အပ်ပါရရှင်။ပထမအောင်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ ပြည်သူများငလင်တန်တင်းချိန်မင်းအောင်လှိုင်ရဲ့ညွှန်ကြားချက်အရသာသနာရေးတူးဝင်ချင်းမန္တလေးဝန်ကြီးချုပ်နဲ့စစ်ဘုတ်ချုပ်တစုကကျောင်းဆယ်ရွှေသိမ်းတော်ဖျားမှာအတိတ်ထံပွဲထူရရရချေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံလေပိုင်းမှာပြည်သူတွေငလင်တန်းကြောင့်သေဆုံးပျက်စီးမှုများဖြစ်ပေါ်နေချိန်စစ်ကောင်စီရဲ့တာသနာရေးတူဝင်ချိန်မန္တလေးဝင်ကြီးချုပ်မြို့အောင်နဲ့စစ်ဘုတ်ချုပ်တစုကကျောက်ဆယ်မြို့ရွှေသိမ်တော်ဖျားမှာအဋိဌံပွဲထို့ရရရချေသွားကြောင်းကျောက်ဆယ်မြို့နဲ့တန်ခါနာရကအဖွဲ့ဝင်တန်ခါတော်တချို့နဲ့ကျောက်ဆယ်မြို့ပြည်သူများကပြောဆိုပါရယ် ဧပြီလ၄ရက်နေ့စစ်ကောင်စီနောက်ခံမန္တလေးတိုင်းဝင်ကြီးချုပ်မြို့အောင်သာသနာရေးတူးဝင်ကြီးနဲ့စစ်ဘုံချုပ်တစုကမဟာရွှေသိန်းတော်ဖျားမှာအဋိဋ္ဌံတရားရှိပြီးငပြော့ဝဲထိုး၍ပွဲပေးကနိုင်ငံတော်ဝန်ကပ်ပေးသိမှုကိုကြော်လွှားရန်ရည်ရာချေခဲ့ကြသောအဆိုပါရည်ရာမှာနေပြည်တော်မှစစ်ကောင်စီကောင်းဆောင်မြောက်နိုင်ရဲ့ညွှန်ကြားချက်အရာဖြစ်ကြောင်းသိရှိရပါသည် နေပြည်တော်ညွန်ကြားလို့ရရလာချေပြီးပွဲထူတာလို့ပြောတယ်။အရင်တည်းကဖះကိုပြည်သူတချို့တက်ခွင်ခနာပိတ်တယ်။ဖះပြန်ဖွင့်တော့ပွဲတွေထူထားတာတွေ့ရတယ်။ရရလာလောက်တာလို့သိရတယ်ဟုကျောက်ဆယ်မျိုးမှဒေသပြည်သူတို့ကပြောဆိုပါတယ်။မဟာရွှေသိမ့်တော်ဘုရားကစူတောင်းပြည့်တယ်လို့ကြော်ကြားပြီးအနယထမင်းတည်ထားခဲ့ကအရှင်အရဟံကတိမ်တမုတ်ခဲ့တယ်လို့ဘုရားရဆိုရင်တမိုင်းများဖော်ပြရှိသားပြီးကတ်ကြော်ဘုရားတခုဖြစ်လဲလက်ခံထားကြောင်းကျောက်ဆယ်မြို့မှတန်ဃာတော်တမားကမိတ်ကြပါဗျာ ရွှေတိန်တော်ဘုရားကအလွန်ယထာမင်းတည်တာအရှင်အရဟံကတိန်သမုတ်တဲ့ဘုရားကြီးတည်ရှိတဲ့တင်တော်ကြီးရွာမှာမြမတက္ကရ1280ပြည့်နှစ်ဝင်းကျင်မှာယောဂဗျာကပ်ပေးကြတဲ့လူတွေအတော်သေးတဲ့ကပ်ပေးကြီးဖြစ်တာပေါ့နော်အဲ့ဒီအချိန်မှာအိမ်မန်းရဒီရွှေတိန်တော်ဘုရားစီတီကိုပြန်လည်တူးဖို့ပြီးတဲထားမှကပ်ပေးတဲ့အကုံငိမ့်နဲ့ကတ်ကျော်ဘုရားလို့လည်းထင်ရှားတကူကြီးတဲ့ဘေးရည်ကတ်တွေကြုံနိုင်တဲ့ကတ်ကျော်ဘုရားစီတီလို့တကူကြီးပြောစမှတ်ဖြစ်တယ်ဟုចောင်းဆက်တန်ကတော့ကမိတ်ဆိုပါတယ် ်မလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်ပြည်သူ3400နီးပါးသေဆုံးပြီးပြည်သူတန်းချီ၍အတိဒုက္ခရောက်ရရှိကစာဝန်းကြီးအတွက်နေထိုင်ရန်အိမ်လျက်စင်ပြီးရေစေဝါနဲ့လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်ရရှိကြောင်းသိရှိရပါသည်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ငလင်းနံကြောင့်သေဆုံးခဲ့ရသူများကိုတဦးလျင်ငွေကျပ်7သိန်းစီထောက်ပံ့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လင်းနံကြောင့်ထိခိုက်သေးဆုံးခဲ့ရသူများအားတုံးလျင်ငွေကျပ်၁၀သိန်းစီထောက်ပံ့ပေးသွားမည်ဟုနာဆာကဩဂတ်ထနိုင်ငံတော်ဝန်ကြီးချုပ်မင်းအောင်လှိုင်မှဧပြီလ9ရက်မွန်လွယ်ပိုင်းကပြည်အောင်စုအစိုးရအစည်းအဝေး၌ပြောကြားခဲ့ပါသည်။ ထိခိုက်သေးဆုံးသူများအတွက်ငွေကြေးထောက်ပံ့သွားမည်ဖြင့်အစားအုံပြည့်စုံမှုများပေါ်မူတည်၍နိုင်ငံတော်မှထောက်ပံ့ပေးသွားမည်ဖြစ်ရာစားလုပ်ရေးလုပ်ငန်းဆောင်ရွက်နေသူများအနေဖြင့်မတော်လောဘဖြင့်ဈေးနှုန်းအစမတန်မြင့်တင်ရောင်းချခြင်းများမရှိစေရန်သက်ဆိုင်ရာအစိုးရဖွဲ့များကမှန်မှန်ကန်ကန်ဖြင့်စက်မှတ်ဆောင်ရွက်ရမည်ဟုအမှားကြားထားပါသည်။ငလင်ထန်သိမ့်ပြည်သူတွေအတွက် အစားအသောက်တွေတကူရည်ပစ္စည်းတွေနဲ့ရှားရင်နေထိုင်အတွက်လိုအပ်တဲ့ပစ္စည်းတွေရှားစေးရုံတွေလုံလောက်စွာရရှိစေဖို့အတွက်မိမိအနေနဲ့ပြည်ပနိုင်ငံတွေနဲ့ဆွေးနွေးဆောင်ရွက်နေပါတယ်လို့မအားလာကပြောပါရယ်။ထို့အပြင်ငလင်တန်သိမ့်ပြည်သူများရှားရင်နေထိုင်မှုများအဆင်ပြေစေရေးနဲ့မိုးမကြမီရှားရင်အဆောက်အုံများ၌ကောင်းမွန်စွာနေထိုင်နိုင်ရင်ငလင်နံကြောင့်လူအများစုအဆောက်အုံများရဲ့ပြင်ပမှနေထိုင်နေရရှိကြ၍ရှားရင်နေထိုင်မှုများအဆင်ပြေစေရန်လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်နယ်နေရာချထားရေးဝန်ကြီးဌာနရှိရှားရင်တဲများအားလုံးကို ထုတ်ယူသုံးစွဲရန်ညွှန်ကြားထားသည်ဟုပြောကြားပါရယ်။ ထို့တူငလင်တန်တင့်ပြည်သူများဝိုင်းရောက်ကများမဖြစ်ပွားစေရန်တန်ရှင်ရဲ့ကျမိုင်းနဲ့ညီညွတ်တဲ့ယာယီရှင်လုံးအိမ်သားများတိဆောက်ပေးရမည်ဖြစ်ကဝိုင်းရောက်ကကောက်ွယ်စည်းနဲ့ကုသစည်းများကိုလည်းဖြည့်ဆည်းပေးထားရမည်ဖြစ်ကတန်ရှင်နဲ့တောက်သုံးရည်များရရှိစေရန်မိမိတို့နေဖြင့်တောက်ရည်များဖြန့်ဝေပေးတဲ့ကဲ့သို့နိုင်ငံတကာမှရှေးတန်းဆက်များရရှိစေရေးလည်းဆောင်ရွက်လျက်ရှိတယ်လို့ပြောပါရယ်ထို့ကြောင့်ရှေးတန်းများလုံလောက်စွာမရရှိနိုင်သည့်ချိန်မှာရှေးကိုကြိုချက်၍တောက်သုံးနိုင်ရန်ဆောင်ရွက်ပေးရမည်ဖြစ်ပြီးငလင်ဘေးတန်တဲ့ပြည်သူများနေထိုင်မှုအဆင်ပြေစေရန်နိုင်ငံတော်မှ ှဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်၍တာဝန်ရှိသူများမှအလေးထားဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကရိုင်းနေထိုင်သည့်အချိန်တွင်လည်းမိသားစုအလိုက်လုံခြုံမှုရှိစွာနေထိုင်နိုင်ရေးကိုဆောင်ရွက်ပေး၍ပတ်ပေါင်းစုံမှစင်စားကလိုအပ်သည့်များအားလုံးကိုစီစဉ်ဖြည့်ဆွက်ဆောင်ရွက်ပေးရမည်ဟုမဟာလကမှာကြားခဲ့ပါသည်။ဒီသတင်းနဲ့ပတ်သက်ပြီးတော့တာလာရပြည်သူများမှဒေါ်လာတန်နဲ့ချီအလူငွေရထားတာကိုသိဆုံးသူတယောက်အတွက်တယောက်၁၀သိန်းဆိုတော့ ဒါကြောင့်မိသားစုဝင်မှဘယ်သူဘယ်ဝါသေဆုံးကြောင်းပြနိုင်မှရမယ်ပြည်သူတွေအစားအုံရှင်မောတယ်ဒါကြောင့်နိုင်ငံတော်ကထောက်ပံ့တာဆိုပြီးတော့ခေါင်းစဉ်တွေအရမ်းများနေတယ်အဘတော်မှုယူထားပါအောင်ဆိုပြီးတော့အမှတ်ချက်ပြုထားကြတာပဲဖြစ်ပါတယ်နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူများကငိုရိုရှိခိုးတောင်းမှမေးမယ်။အောင်လမျိုးကားကိတ်ဝင်အဟောင်းရှိလူနေအိမ်ဆိုင်ခန်းများကိုစစ်တပ်ရဲနဲ့စီပင်များကအင်အားသုံးဖြိုဖျက်ဆီးနေစဉ်ဓာတ်ပုံနဲ့ဗီဒီယိုမရရန်အတွက်ဖုန်းအားလုံးကိုစစ်တပ်ကလိုက်သိမ်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းအောင်လံမြို့ပေါ်ကားကင်ဝင်အဟောင်းရှိလူနေဆိုင်ကများကိုမဖြတ်စင်းရန်ပြည်သူများကရှ िख ိုးတောင်းမှန်နေပေမဲ့စစ်တပ်ရဲနဲ့စီပင်များကအတင်းအဓမ္မအင်အားသုံးဖြိုချဖြတ်စင်းနေကြောင်းဒေသခံများကပြောပါရယ် ရန်နေနဲ့နောက်ပိုင်းမကွေးတိုင်းအောင်လမ်းမြို့စမ်းချောင်းရက်ကွက်ဆက်ရှင်လမ်းနဲ့ဆက်ကူလမ်းချာကားကိတ်ဝင်အဟောင်းရှိလူလေအိမ်ဆိုင်ငယ်များကိုရဲစစ်တပ်နဲ့စီပင်များကဝင်ရောက်ဖျက်ဆီးရန်ကြိုးစားနေကြောင်းပြည်သူများကထိုင်ကြတော့သည့်အတွက်ဆိုင်ငန်းလေးကန်းကိုဖျက်သိမ်းကာကြံရှိဆိုင်ငန်းများကိုရက်ကွက်အခါအတင်းအဓမ္မဝင်ရောက်ဖျက်ဆီးနေကြောင်းသိရှိရပါသည် ဆိုင်ခန်းထဲနေရင်ကစုစုပေါင်း52ခန်းရှိတယ်။အခုတော့လူမနေတော့တဲ့ဆိုင်ခန်းလေးခန်းကိုစားဖြတ်တယ်။အဲ့ဒီဆိုင်ခန်းတွေကလွန်ခဲ့တဲ့နှစ်30လောက်ကတည်းကအခန်းဝယ်ပြီးတော့နားစင်ပတ်စံသွင်းပြီးတော့နေကြတာ။ဘာရောကျင်းမှမပေးပဲဖြတ်တာလို့ဒေသပြည်သူတို့ကပြောဆိုပါရယ်။ရန်နေနဲ့ပိုင်းဆိုင်ငန်းတဲ့လူနေအိမ်တွေကိုဖျက်ဆီးရန်စစ်တပ်ရဲနဲ့စီပင်များကလက်နက်အပြည့်စုံဖြင့်လမ်းများကိုပိတ်ဆို့ပြီးဗဟိုးများမြေကော်ဆက်များနဲ့တူရောက်ရှိလာခြင်းဖြစ်ကြောင်းပြည်သူများကအဟင်းကိုယူကြပြီးတောင်းမနေကြကြောင်းသိရှိရပါသည်။ အမျိုးသမီးတွေကလည်းအဟင်းကိုယူပြီးတော့တောင်းပန်ကြတာပေါ့နောက်တော့ညှိလိုက်တာဆိုင်ကန်း42ခန်းမှာအခု၄ခန်းဖြတ်တဲ့အထမ်းမိတ်ဆိုပြီးတော့ရွှေ့ပေးလို့မရဘူးလို့လည်းပြောတယ်ပြည်သူတွေမှာငလင်ဘေးကြောင့်ဒုက္ခရောက်နေစဉ်ဆိုင်ကန်းတွေလည်းအပြတ်ခံရနေဟုဒေသပြည်သူကဆက်လက်ပြီးတော့ပြောဆိုပါတယ်အကြမ်းမဆက်ကောင်စီကအောင်လံမျိုးပေါ်တွင်ပြည်သူများနေထိုင်တဲ့ရက်ကွက်နေအိမ်များကိုကျူးကျော်ဟုဆိုကဖျက်ဆီးခြင်းဌာနဆိုင်ရာမြေဟုဆိုကဖျက်ဆီးခြင်းများကိုဆီယနာသိမ်းပြီးချိန်2021ခုနှစ်မှစတင်လုပ်ဆောင်လာနေကြောင်းအောင်လံမျိုးကံပြည်သူများကပြောဆိုကြပါ ါရယ်ရန်ကုန်ခေတ်သစ်တင်းဌာနကအောင်လမျိုးတွင်ဖြစ်ပေါ်နေတဲ့စစ်တပ်ရဲနဲ့စီပင်ရဲမတရားနေအိမ်များဖမ်းဆီးနေမှုတင်းများတိပြနေမှုကြောင့်စစ်တပ်ကအိမ်ဖြတ်နေတဲ့အနီးဝန်းကျင်မှပြည်သူများအလုံးရဲ့မိုဘိုင်းထယ်လီဖုန်းများကိုဓာတ်ပုံနဲ့ဗီဒီယိုရှိုက်ကူးခြင်းမပြုလုပ်နိုင်ရန်အတွင်အတမလိုက်လံသိမ်းဆည်းလျက်ရှိကြောင်းသိရှိရပါရယ်နောက်ထပ်ထပ်ပြီးတော့တင်းဆက်ပေးမယ့်တင်းကတော့ ငလီဘေးကိစ္စရင်းလုံးမဲ့မြေတီအဖွဲမဆိုတီးခြားလွတ်လပ်စွာရည်တည်ဆောင်ရွက်ခွင့်မရှိပဲကျူတင်ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကစစ်ကောင်စီနဲ့ပူရဲဆောင်ရွက်မှခွင့်ပြုမည်ဟုစိုးဝင်းပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအလယ်ပိုင်းမှာမလာ28ရက်နေ့ကအလှုပ်ခတ်ခဲ့တဲ့ငလင်ဘေးကိစ္စရေးလုံးမဲ့မြစ်တီဖွဲ့မဆိုတီချာလွတ်လပ်စွာရည်တည်ဆောင်ရွက်ခွင့်မရှိပဲကြိုတင်ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကစစ်ကောင်စီနဲ့ပူးရဲဆောင်ရွက်မှခွင့်ပြုမည်ဟုအကြမ်းဖက်ဒုစစ်ကောင်ဆောင်စိုးရင်ကပြောဆိုလိုက်ပါတယ်။ ရမန်နေ့နေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီအထူးစီဝေးမှာအစမတ်စဝင်းကအထက်ပါတိုင်းပြောဆိုခြင်းဖြစ်ပါတယ်။ ကူညီကံဆိုင်အဖွဲ့များအနေနဲ့မြည်သည့်ဖွဲ့စည်းမှုတိကျလွတ်လပ်စွာရပ်တည်၍ဆောင်ရွက်ခွင့်မရှိဘဲကြိုတင်ခွင့်ပြုတောင်းခံထားတဲ့အဖွဲ့အစည်းများဖြစ်ရန်လို့ပြီးတော့သက်ဆိုင်ရာတာဝန်ရှိသူများနဲ့အတူတကွပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးသွားမည်ဖြစ်ဒီကိုမူဝါဒတည်းနေဖြင့်ဆောင်ရွက်သွားရန်လို့ကြောင်းတိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်းမိမိတို့သက်ဆိုင်ရာနယ်မြေများတို့ရောက်ရှိလာသည့်ကူညီကံဆိုင်အဖွဲ့များ NGO ဖွဲ့စည်းများကိုမိမိတို့ကူညီကံဆိုင်အဖွဲ့များနဲ့အတူတကွပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးသွားရန်လို့ကြောင်းအစမ်းမတ်ဇဝင် င်းကပြောဆိုထားပါရယ်အစမ်းမစက်ကောင်စီကငလင်ထံတဲ့ဒေသများမှပြည်သူများထံသို့လူသားချင်းစာနာထောက်ထားမှုအကူအညီများကိုပိတ်ပင်ကန့်သတ်နေပြီးအထူးသဖြင့်ဆေးရနာသိမ်းမှုစန့်ကျင်တဲ့ပြည်သူများထံသို့အကူအညီများမရရှိစေရန်တားဆီးခြင်းတိုက်ခိုက်မှုများလှုပ်ခြင်းများဆောင်ရွက်နေကြောင်းကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာယုံကဧပြီလ၄ရက်နေ့မှာသတင်းထုတ်ပြန်ကြေညာခဲ့ပါရယ် အကြမ်းမဆစ်တပ်ကတော်လိုင်းတပ်ဖွဲ့များစုမိုးနေတဲ့ငလင်ထန်သင့်ဒေသမှပြည်သူများထံသို့လူသားချင်းစာနာထောက်ထားမှုအကူအညီများမရောက်ရှိစေရန်ကန့်သတ်ပိတ်ပင်နေကြောင်းထို့ပြင်မလ28ရက်နေ့ငလင်လောက်ခတ်ပြီးနောက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပါဝင်တိုက်ခိုက်မှုပေါင်း53ခုကိုလှုပ်ဆောင်ခဲ့ကြောင်းရှင်းတော့အနမ်းမှာစစ်တပ်ရဲ့တိုက်ခိုက်မှုပေါင်း16ခုမှာဧပြီလ2ရက်နေ့စစ်ကောင်စီကအပြစ်ခတ်ရစဲတယ်လို့ကြေညာပြီးနောက်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းကုလသမဂ္ဂကဆိုပါတယ် ပြည်တွင်းနဲ့လက်စကောက်စီရဲ့တာဆင်းမှုများပါဝင် လုံခြုံရေးဆွေးရမှုများကြောင့်စကိုင်းနဲ့ပဲခူးတိုင်းတွင်ရှိငလင်ပေးသည့်ပြည်သူများမှလူသားချင်းစာနာထောက်ထားမှုအကူအညီများရရှိခြင်းမရှိကြောင်းဒေတာပရာဟိတာနှင့်အလှူရှင်များကစကောက်စီထိန်းချုပ်ထားတဲ့စကိုင်းမျိုးပေါ်တွင်သာအကူအညီများလာရောက်ပေးအပ်နေကြပြီးစကိုင်းမျိုးပြင်ပတော်လိုင်းတက်များထိန်းချုပ်ထားတဲ့ဒေတာများတို့တောင်းရောက်လူတိုင်းရန်စစ်တပ်၏တာဆင်းမှုများခံနေရကြောင်းကယ်ဆယ်ရေးအဖွဲ့များထံမှသိရှိရပါသည် အလားတူပဲခူးတိုင်းဒေသအတွင်းရှိထန်းတပ်ပင်အုတ်တွင်းနဲ့တောင်ကုန်းမြို့နယ်အတွင်းရှိငလင်ဘေးတင်ဒေသများတို့လည်းလူသားချင်းစာနာထောက်ထားမှုအကူအညီပေးနိုင်ရန်မှစစ်တပ်ရဲ့တားဆီးမှုများခံနေရကြောင်းသိရှိရပါသည်ဒီတောင်ကုန်မျိုးပေါ်ကအကျော်ဆိုရင်ကျွန်တော်တို့ကိုအသွားမခံဘူးရိတ်ခါဆန်းစီစားပိုင် သွားခွင့်မပြုဘူးမျိုးပေါ်မှာပဲအလူပစ္စည်းတွေထားခဲ့ရမယ်လို့ပြောတယ်ဟုထန်းတပင်ရှိငလင်ဘေးတင့်ပြည်သူများကုညီရသွားရောက်ခဲ့သည့်ပုတ်ကလစ်ကအလူရှင်ဖွဲ့တခုကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုပါရတယ် နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့အတင်းအထမတသားသစ်စုဆောင်ခံရသူကအဖွဲ့ဝင်၁၂ဦးကိုခေါ်ကလက်လက်များယူပြီးခရရင်ထံအလင်းဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်တွင်စစ်သားမလုပ်လို့၍စစ်သားစုဆောင်ခံရစဉ်ထွက်ပြေးခဲ့ပေမဲ့ပြန်လည်အဖမ်းခံရပြီးတသားသစ်စုဆောင်ခံခဲ့ရတဲ့35နှစ်အရွယ်တသားမျိုးမင်းထွန်းက၎င်းဦးစီးသည့်၁၂ဦးပါစစ်ကောင်စီတပ်ဖွဲ့အားခေါ်ဆောင်ပြီးတော့ကချင်လွတ်လပ်ရေးတပ်မတော်ခရရင်ထံအလင်းဝင်ခဲ့ကြောင်းကာယကံရှင်ကပြောဆိုပါရယ်။ ကချင်ပြည်နယ်ဗမော်မြို့တိုင်းတိုက်ပွဲတွင်ခရရဲထံအလင်းဝင်လာသူများအနက်စစ်ကောင်စီကနှီးမျိုးစုံဖြင့်စစ်သားစုဆောင်ခံရသူများ၏ထွက်ဆိုချက်ကို KIA သတင်းပြန်ကြားရေးဌာနကဖော်ပြလျက်ရှိရာလက်သမားတူဖြစ်သူတတမျိုးမင်းထွန်းကအထပ်ပါတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပါသည်ကိုမျိုးမင်းထွန်းသည်မိသားစုနှင့်အတူလယ်ထဲမှပြန်လာစဉ်မဲပေါတီဟုဆိုကလာခေါ်၍ထွက်ပြေးခဲ့ကြောင်းဒါပေမဲ့စစ်သားရဲရဲအဖမ်းခံရပြီးစစ်သားစုဆောင်ခံရခြင်းဖြစ်ကြောင်းထွက်ဆိုထားပါသည် ထို့သောအထမခေါ်ယူ၍လိုက်လာရခြင်းဖြစ်ပြီးမလို့လို့ကြောင့်ပြောပေမဲ့ရက်ကွန်ဥက္ကဋ္ဌနှင့်ရဲများကတင်းနှင်းစင်းမိပါကကိုရွာကိုလုံခြုံရင်းနှစ်နှစ်လောက်ဆောင်ရမည်ပြောဆိုသည့်ပြင်လစာ၄သိန်းကျော်၅သိန်းရမည်ဟုပြောဆိုကြောင်းဒါပေမဲ့အမှန်တကယ်မရကြောင်းရှေ့တန်း၌စစ်ကောင်စီတပ်များခိုင်းသည့်များကိုလုံဆောင်ခဲ့ရကြောင်းတပ်သားမျိုးမင်းထွန်းကပြောဆိုပါရယ် ကျွန်တော်တို့အလင်းဝင်တာ12ရောက်ပါတယ်အရင်ဆုံးမဝင်ခင် PDF ကိုဖုန်းနဲ့လှမ်းချိတ်တယ်ချိတ်ဆက်ပြီးမှဒီဟာတက်ဖွဲ့ကိုလှမ်းချိတ်ဆက်တယ်ချိတ်ဆက်ပြီးမှညီလေးတို့ဘလို့ဘလို့ထွက်လာခဲ့အလံဖြူထောင်ပြီးတော့ထွက်လာခဲ့ဆိုတော့ကျွန်တော်တို့အလံဖြူထောင်ပြီးတော့ထွက်လာတာသူတို့ကအစည်းကြိုပါတယ်ဟိုရောက်တော့အေးဆေးဆေးထမင်းနဲ့ကြွေးတယ်ကောင်းကောင်းမွန်မွန်ညီကိုလိုထားတယ်တက်ကတော့ပြောတာပေါ့မင်းတို့ဟိုကမိရင်တက်ပြစ်မှလဲလီတက်ပြစ်မှလို့ပြောတယ် တိုင်းလည်းမထူတော့ဘူးတပ်ပလိစင်တို့အလောက်ကြီးလုံးမမဟုတ်ဘူးအဲ့လိုနဲ့ကျွန်တော်တို့ဝင်ချလာလိုက်တာကျွန်တော်ဦးစီးပြီးတော့ဆက်နှစ်ယောက်ပါလို့ကိုမျိုးမင်းထွန်းကပြောပါတယ်ထို့သောအလင်းဝင်လာ၍အသက်မသေတော့ဒီကိုစိတ်ချရရကြောင်းကိုမျိုးမင်းထွန်းကဆက်ပြီးတော့ပြောပါတယ်တနက်က MA1 MA2 MA3 MA4 အကုန်လုံးပါပါတယ်ကြီးပေါင်းတွေနဲ့ဘုံတွေလက်ပြဘုံနေမိုင်းအကုန်လုံးပါပါတယ်လို့ကိုမျိုးမင်းထွန်းကအလင်းဝင်လာစဉ်လက်နက်ခဲယံများယူဆောင်လာမှုကိုပြောပြထားပါတယ် မိသားစုများကိုပြောလို့ဒီမှာ၎င်းပါဝင်အလင်းဝင်လာတဲ့တပ်ဖွဲ့ဝင်စနက်ဦးလုံးစမ်းမစွာရှိနေကြောင်းပြောထားပါရယ်။အလားတူဗမော်မျိုးသိန်းတိုက်ပွဲ၌ပင်တငန်ချင်းနဲ့တူအလင်းဝင်လာတဲ့တပ်သားမင်းထွေဦးက၎င်းနေဖြင့်ပညာလုပ်ငန်းလုပ်ကင်သူဖြစ်ပြီးအလုံးမပြန်လာစဉ်ပေါ်တာဆွဲစစ်သားစုဆောင်ခံရခြင်းဖြစ်တယ်လို့ပြောပါရယ်။ အုတ်ကြီးကစပြောကြတဲ့ကမင်းတို့နှစ်နှစ်ပဲထမ်းဆောင်ရမှနှစ်နှစ်ပြီးထွက်ရမှရှေ့တန်းမထွက်ရဘူးတရင်မှာပဲနေရမှတလားကိုလစာ6သိန်းရတယ်9သိန်းရတယ်ရှောက်ပြောတာဘာမှမရဘူးကျွန်တော်တို့တိုက်ပွဲမဖြစ်ခင်မှာကင်းဆောင်ရတယ်ဖတ်ထိတ်လုပ်ရတယ်စက်သွေးရေးမြောင်းနေတူရတယ်နောက်ပိုင်းမှာတော့မနေနိုင်တော့ဘူးအလင်းဝင်မယ်လို့ပြောတယ်ပြောတော့ကျွန်တော်တို့ထွက်တယ်ထွက်တော့ငပြောတော်လေးရောက်တော့ရှေ့တောက်တယ်လူတွေတော့အတန်ကြားတော့အကိုကြီးကျွန်တော်တို့အလင်းဝင်မလို့ကျွန်တော်တို့လာဖမ်းမှလို့လှမ်းအော်တာလို့အလင်းဝင်လာတဲ့တတမင်းထွေးဦးကပြောဆိုထားပါဗျ။ အလင်းဝင်ရောင်ရာ၌နွေနွေထွေထွေဆန်ဆန်ကြောင်းမတက်ဖြက်ပဲညီကိုလိုထားပင်၍ကျေးဇူးတင်ကြောင်းလည်းတာတာမင်းထွေဦးကပြောဆိုထားပါရယ်။ KNA စစ်တုံမများထွက်ဆိုချက်ထုတ်ပြန်မှုများအရစစ်ကောင်စီတပ်ကအသက်16နှစ်ရွယ်ကျောင်းသားကိုလည်းကျူရှင်သွားစဉ်ဖမ်းဆီးပြီးတော့တပ်သားစုဆောင်ခဲ့ပြီးရန်ကုန်မြို့၌အလောက်ရှာသူတို့ကိုလည်းအလောက်ရှိသူဟုဆိုကစုဆောင်ရေးပို့ခံရတယ်လို့ကာယကံရှင်တို့ကပြောကြားထားပါရယ်။ ထို့ပြင်စစ်မှုရန်တပ်သားတို့များကိုရှေ့တန်းမပို့ဟုလင်ညာပြောဆိုပေမဲ့တင်နပ်ပြီးမကြမီနိုင်ပင်ရှေ့တန်းစစ်မြေပြင်များတို့ဆဲလုခဲ့ဟုကချင်ကရင်နီချင်းကရင်ဒေသများ၌တိုင်းသားတပ်များရဲ့ဖမ်းဆီးခံထားရတဲ့စစ်တုံးမှန်းများကထွက်ဆိုထားပါတယ်ဟုတ်ကဲ့ပါရှင်အခုလိုမျိုးဆုံးထိနာဆင်ပေးခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်ရှင်။အားလုံးပဲကိုစိတ်နှပြွှန်လန်းချမ်းမြေ့ကြပါစေရှင်။